ဒီ SCB မှာဆိုရင်ဘာတွေလုပ်လို့ရလဲဆိုတော့ကျမတို့စီးရင်ဒီအငွေစုမယ်ကမ္ဘာရွှေဈေးနှုန်းအတန်ရောင်းချပေးနေတဲ့ကိုတုံကင်းနေစုမယ်ပြီးခဲ့တဲ့အခေါက်ကလည်းဒီ SDB user community တွေကိုပြောပူတယ်နော်ရွှေရရင်ရသလောက်ရွှေလေးတွေစုထားပါလို့ကြံပေးထားပါတယ်နောက်တစ်ခုကကျတော့လာစင်လာတိုင်းမပြတ်မကွက်ဟာပုံမှန်ຫນွေဥတီထိုးကြမယ် SCF မှာရှိနေတဲ့ campaign တွေမှာ ဟာပေါ့ဝင်အားဖြည့်ကြမယ်။နောက်ပြီးတော့ spring bees bees ချစ်သူတွေအနေနဲ့ကတနေ့ကိုနှစ်ကြိမ်မပြတ်မကွက်တို့ပါပြားလေးကိုထိပါနော်။ဒါတွေကစကားစားရဲ့ဗနာရီထောက်တိုင်းတွေကိုဖြိုချမဲ့အခန်းကဏ္ဍအောင်လိုက်ရေးတော့ကိုကျမတို့အားလုံးပဲအတူတူဒီ quarantine လက်နက်၅မျိုးကို깟ဆွဲပြီးတော့တော်လန်ကြပါစို့လို့ပြောချင်ပါတယ်ရှင်။ ဆက်ပြီးတော့ကိုကြည်ဘူးပုံအကိုကြီးဒီအကိုရဲ့စစ်ဒေတာနဲ့ပတ်သက်ပြီးတော့အစီအပိုင်းလိုအပ်ချက်တွေဟိုပန်းနိုင်ရေးပိုင်းနေနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေကိုဟိုဘယ်လိုဖြည့်ရှင်းနေလဲဘယ်လိုရက်တည်နေလဲမသိဘူးရှင့်ဒါလေးကိုလည်းမျှဝေပေးလို့ရတယ်ဆိုရင်မျှဝေပေးပါအောင်နော်ဟိုကျွန်တော်တို့ဒီဘက်ကအစီအပိုင်းလိုအပ်ချက်ကတော့ဟိုအများကြီးပေါ့နော်အများကြီးဆိုမှဒါတွေကကျွန်တော်တို့ဘာတွေဘာတွေကြားနေဆိုတော့လည်းပြောနေလဲ အားလုံးကတည်ပြီးသားအစကားတွေပဲစုံတော့ပြောမလို့ရပါဘူးเนาะအဲကျွန်တော်တို့ဒါတွေကိုဘယ်လိုဖြည့်ရှင်းနေရလဲဆိုတာလေးပဲကျွန်တော်တစ်ချက်ပြောပြချင်တယ်ဒီကတော့ကျွန်တော်တို့တွေကမီဒီယာနဲ့ချွတ်ချွတ်မှုအားနဲ့နေရာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ public sphere တွေမှာကျွန်တော်တို့ရရှိတဲ့အဲ fan နဲ့နိုင်ငံတော်တော်လဲပါတယ်မရှိဘူးမဟုတ်ပါဘူးเนาะရှိပါတယ်လဲပါတယ်အဲကျွန်တော်တို့ကိုတချို့တွေမှာဒီခွဲတိုင်းလိုက်ပြီးတာလေးရှိတယ်ပေါ့နော်ခွဲမှာဥပမာဆိုကြပါဆိုကျွန်တော်တို့ဒီဒါမမအားနဲ့မစ်စာရှင်းတယ်လို့ဘာလို့ခံလို့ရေပေါ့နော် ဒီပကူတိုင်းတိုင်းလုံးအတွက်အဲအဲ့လိုမျိုးပေါ့နော်အဲ့လို project တွေတို့အဲပြီးတော့ software ဘယ်လို project ဘယ်လို project တွေအမှကျွန်တော်တို့ဒီကျွန်တော်တို့ကောင်းစင်တယ်မဟုတ်ဘူးမဲ့ကျွန်တော်တို့မျှဝေပြရလေးရှိတယ်ပေါ့နော်အဲ့ဒီမျှဝေပြတဲ့ဟာလေးတွေရှိတယ်နောက်တစ်ခုကကျကျွန်တော်တို့ဒီ energy ဆိုရအနေနဲ့ကျွန်တော်တို့ရဲဘော်တွေအတွက်ခန်းစားခွင့်ပေါ့နော်ရိတ်ခါပေါ့နော်အလီကရိတ်ခါခန်းစားခွင့်အတွက်ဒါတကူ6000လောက်ဆိုပြရလို့လေးရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးရှိတယ်ပြီးပါရင်ကျွန်တော်တို့ရဲ့အဲဒီကအတိုင်းဝိုင်းပေါ့နော်အဓိကကတော့အဓိကအတိုင်းဝိုင်းပါပဲအဲဒီကအတိုင်းဝိုင်းတကယ်ချင်းဒီကိုမောင်မားရရလေယူမှာတိုက်ရိုက် ဟိုပေါ့နော်ဒီကျွန်တော်တို့ personally ပေါ့ personally တိုက်ရိုက်ထောက်ပို့တာရှိတယ်ပေါ့အဲအဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှပဲကျွန်တော်တို့ဒီအဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပန္နာရေးနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ရက်တီရတယ်ပေါ့နော်ရက်တီရတယ်ဆိုတော့ကျွန်တော်တို့အဲဒီကမှာပြဿနာပါလဲဆိုတော့ကျွန်တော်တို့ဒီစီရေးပိုင်းနဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့ကပါလဲဆိုတော့ကျွန်တော်တို့မှာစစ်ပစ္စည်းသိမရှိရဗျာကျွန်တော်တို့တွေကမျိုးတွေနဲ့ကပ်နေပြီမှာကျွန်တော်တို့ကမျိုးတွေကနေစစ်ပစ္စည်းကမှားပြီးရတဲ့မျိုးမဟုတ်ဘူးလေဘုန်းကြီးကကျွန်တော်တို့ကကျွန်တော်နောက်တစ်ခုပါလဲဆိုတော့ကျွန်တော်နေဆက်နဲ့ကျွန်တော်တို့မကပ်တဲ့ အတွက်ကျွန်တော်နေဆက်ကနေတွန်းရတဲ့ခါမှာကျွန်တော်မှာခက်ခဲအများကြီးရှိခက်ခဲအများကြီးရှိတော့ဒီခက်ခဲတွေကကျွန်တော်ဖြေရှင်းနိုင်ဖို့ကျွန်တော်မှာခက်တယ်ပေါ့ဘာလို့တော့တွားရလိုက်စရိတ်ဒီပြီးတော့ပင်ပုဆောင်ရတဲ့ lucky ခက်ခဲတွေပေါ့နော်အဲဒီတခြားတခြားကြတော့ဒီတက်မာတွေဖြတ်ပြီးတော့နေဆက်ကိုရောက်နေဆက်ကနေမှတခါထပ်မှဒါစစ်မစီဝင်လို့ရတဲ့နေရာတွေဒီတွားအဲ့ကနေမှအဲကျွန်တော်တို့ဘောနော်ကိုဘူးလို့ခေါ်မယ်ဘောကိုပုံနဲ့မြေပေါ့ဗျာဒီလိုအဲ့တဲတဲလို့မှအဆင်ဆင်ပြန်တဲ့အခါမှာချောင်းတွေဖြတ်တာတွေပြီးတော့ကားသွားလို့မရတဲ့အချိန်ကြီးဘိုးရင်းတွေဆိုကျွန်တော်မှရမ်းခက်ခဲတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ရဲဘော်တွေကစစ်ပစ္စည်းကိုမပြည့်မစုံနဲ့နဲ့စစ်တိုက်လာတဲ့တပ်မ်းကဒေါ်လာကလာမီးပြီးမှတုံးခက်လောက်ကတော့အဲ့တဲမနေကြအောင်နော်ကျွန်တော်ရဲဘော်တွေစစ်တိုက်ပေါင်းပြီးတုံးတိုက်တယ် official လေးဘောလုံးကနေအင်ဂျီလေးနဲ့တိုက်တယ်ပေါ့နော်အဲဒါလို့လေးပေါ့နောက်တစ်ခုကကျွန်တော်တို့စီမံဒီလက်နဲ့ခဲရံတွေပဲဆူဆောင်းဖို့လဲချိန်တော့တားခက်ခဲပေါ့နော်ခက်ခဲတဲ့ခါကျတော့အဲ့ခက်ခဲတဲ့ရာတွေအားလုံးတော့ကျွန်တော်ဘာလို့လဲဆိုတော့လက်လုတ်လက်လုတ်တဲ့နဲ့တွေလောက်ရအောင်နော်ဒီကတော့လက်လုတ်ကိုလုံးကြည့်ပေါ့ကြီးစားရှာပါမှုရှိလဲရှိတော့ အဲ့ဒါတော့လက်လို့ကိုလုံးကြီးလေးတွေပေါ့အဲ့တော့အဲ့ဒီကိုလုံးကြီးလေးတွေနဲ့ကျွန်တော်တို့ကြီးစစ်တပ်ခဲ့ရတဲ့ကာလကတစ်နှစ်ကျော်ရှိတယ်ပေါ့နော်အဲနောက်ကြောင်လည်းအဲ့ကနေမှကျွန်တော်တို့တနက်အစ်စ်တွေမဝင်နိုင်တဲ့ခါကျတော့ဒီကျွန်တော်တို့ဒီ energy ကနေပြီးမှချပြီးတော့ဒါမှမေဂန်ကြီးရဲ့ဆွေရနဲ့ချိတ်ဆက်အမူရီကနေပြီးမှချပြီးတဲ့ဒီတနက်ကလေးကြီးပေါ့နော်စာတော်ကလည်းကျွန်တော်ဘိုးအရှင်ကိုခေါ်တာပေါ့တစ်ချက်ပြရတယ်တစ်ချက်ပြတခါမောင်းတင်တယ်တနက်ကလေးပေါ့နော်အဲ့လိုတနက်ကလေးနဲ့ကျွန်တော်တို့တိုက်ခဲ့ရတယ်ပြီးတော့ဒီဒါရိုက်တာ EU ရဲ့ဆရာနေမှာကျွန်တော်တို့ ိုလက်နဲ့ခဲနေတချို့ကလေးအဲ့လိုပေါ့နော်ပြီးသုံးတာလေးနဲ့အဲ့လိုသူတို့နဲ့ပြီးတွက်တိုက်ရတယ်ပေါ့နော်အဲ့လိုတွက်တိုက်လိုက်တော့ကျွန်တော်တို့စခဲ့ရစခဲ့ရမှာဟိုဒီဘက်နဲ့နောက်ပိုင်းလေးတွေမှာတော့အဲ့ဒါလေးကနည်းနည်းလေးစစ်လက်နဲ့ပဲနည်းနည်းပတ်ပတ်ပြီးမှာကျွန်တော်တို့ဘက်ကနည်းနည်းဖြစ်တင်လာတယ်ပေါ့နော်အဲစစ်တပ်နှစ်စီကပရိယတ်တချို့ကတော့ကျွန်တော်တို့ဖြစ်တင်လာတာဖြစ်လို့ကျွန်တော်တို့အဲစစ်လက်နဲ့ပိုင်းဒါလေးကတော့ကျွန်တော်အများကြီးမပြောတော့ဘူးနော်ဒီဝက်ချက်တွေကတော့ခဲရန်လူဝက်တွေစီမဲ့ဒါတွေကဖြစ်တင်ပြီးနေရတာရှိတယ်ဆိုတော့ကျွန်တော်တို့ပြတာပါကျွန်တော်တို့ကလုံးလုံးမရတာမျိုးမဟုတ်ဘူးပေါ့နော်ရှိတယ်ပေါ့အိမ်ပိုင်းပတ်သက်တာကတော့ကျွန်တော်တို့က အဲ့လို public funding နဲ့တက်ယူမရှိတဲ့အတွက်ကျွန်တော်တို့အစပိုင်းအပြည့်မှုဆိုရင်လည်းဒီကသွားတယ်နောက်တစ်ခုကပါလဲဆိုတော့အဲကျွန်တော်တို့ရဲ့ဟိုဘောရေမော်ဒီရဲ့ရတဲ့အဲဒီဘက်ကဟို energy ဆေးရတဲ့ပြည်ရဲ့ဟာလေးရှိရောအဲ့ဒါလေးကိုကျွန်တော်တို့မတုံးဘောနော်မတုံးဆိုတာကျွန်တော်တို့ site တောင်ယူကျွန်တော်တို့ကိုယ့်ကိုဖြည့်ရှင်းကြရတယ်ဘာလို့ဖြည့်ရှင်းကြရလဲကျွန်တော်တို့အဲကျွန်တော်တို့ site ပြုရင်းတွေလည်းပါလောက်ချက်ကြတာရှိရယ်အခုတော့ဝက်မွေးရောအဓိကဝက်တွေချက်တွေမွေးရအောင်စကမ်းပါ အဲ့ဒါမျိုးကြီးမွေးရတယ်မွေးရပြီးမှအဲ့ဒါလေးတွေကတော့ကျွန်တော်တို့စကားရိတ်ခါပြရတယ်အဓိကအပြစ်ကျွန်တော်တို့ဆန်နဲ့ကျွန်တော်တို့မကငပိပေါ့နော်အဲ့ဒါကိုပဲကျွန်တော်တို့အဓိကစူဆောင်းတယ်စူဆောင်းတယ်အဲ့မှမှကျွန်တော်တို့အဲ့ဒီလိုပုံစံမျိုးနဲ့ဖြတ်တန်းလာရင်လည်းမှအခုနောက်ပိုင်းကျတော့ကျွန်တော်တို့ဒီပြဝန်ဒေတာကိုစစ်စစ်နဲ့ခါမှာပြဝန်ဒေတာမှာကျတော့ဒါတော်လူကြီးတွေပေါ်တဲ့သူတို့ဆီကပြီလည်းရတယ်ပေါ့နော်ရတဲ့ခါကျတော့သူတို့နဲ့ကျွန်တော်တို့ကျွန်တော်နဲ့အပြန်ပုံစံမျိုးနဲ့တွားရတယ်ပေါ့တွားရတယ်ဆိုတာကျွန်တော်တို့ဆိုကြပါစို့သူတို့အင်းနဲ့ရှိတယ်အင်းနဲ့ရတယ်ငါပြည့်ချွဲကျွန်တော်တို့က ဟိုပြီးတယ်ပေါ့နော်ကျွန်တော်တို့ကလည်းသူတို့စီးပြန်ကူပြီးဒါတို့ပါတို့ပေါ့ဗျာပြီးတော့ဒီပညာရေးနဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့ကျောင်းလေးတွေမှာကျွန်တော်တို့အဲ့လိုလုပ်ပေးတာလေဒါမျိုးလေးနဲ့ပြည်သူနဲ့ကျွန်တော်တို့အသားနဲ့ကြောက်နေပြီးမှအဲ့လိုမျိုးတွားတဲ့အချိန်မှာကျွန်တော်တို့မှဘာဖြစ်လဲဆိုတော့ energy ရနေပြီးမှကျွန်တော်တို့အတွက်ဟိုပေးထားတဲ့ဒါရိတ်ခါမျိုးလေးကိုနည်းနည်းလေးစုဆောင်းလာနိုင်တယ်ပေါ့နော်စုဆောင်းလာနိုင်တော့အပြည့်သုံးချက်မလိုတော့ပေါ့ဒီ6000တော့ပေါ့အဲ့ဒါလေးကိုကျွန်တော်တို့6လပြန်ပြီး7လပြန်ပြီးစုရဲပေါ့စုပြီးမှအဲ့ဒါလေးနဲ့အဲ့ဒါလေးနဲ့ကျွန်တော်တို့ကနောက်တစ်နှစ်ကိုတစ်ချိန်လောက် ကျွန်တော်တို့ဒါ uniform တက်ဝယ်တယ် uniform ပါတယ်ဆိုရင်လက်ဆက်မှာတက်ဝယ်ရတယ်ပေါ့နော် uniform တက်ဝယ်တယ်စစ်သုံးဖက်နဲ့လေးတွေဝယ်ရတယ်ပေါ့နော်ကျောက်ဝယ်လေးတွေဝယ်ရတယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ဖြတ်တန်းရတာပေါ့ကျွန်တော်တို့ရဲ့လူဝဲချက်ကိုဖြည့်တင်တဲ့ခါမှာအဲ့တော့ကျွန်တော်တို့မှတော့ဟိုတစ်ခါတည်းအများကြီးမဖြည့်တင်နိုင်တဲ့ဖြစ်တဲ့အတွက်လက်ရှိမှာဆိုရင်ကျွန်တော်တို့ရဲဘော်တွေကိုတစ်ခါမှပြည့်မြောင်တော့ဒါစစ်သုံးပစ္စည်းတွေကျွန်တော်ဖြည့်တင်နိုင်ခြင်းမရှိဘူးပေါ့နော်လက်ရှိမှာဆိုရင်ဟိုဂျီကအင်ဂျီလို့ခေါ်တဲ့ vest ပေါ့နော်ဒီ vest ကိုမျိုးဖူးသေးတဲ့ဒီတော့လည်းကလာတဲ့ရှာလို့မျိုးဖူးသေးတဲ့ရဲဘော်တွေလည်းရှိတယ်လို့ ယူနီဖောင်းကိုတခါမှမဝတ်ဘူးသေးတဲ့ရဲဘော်တွေလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ဟိုတခြားတာဝန်နဲ့အနေနဲ့ရဲဘော်တွေပေါ့။ဥပမာဆိုကြပါတော့ကျွန်တော်တို့ဒီနောက်တန်းစီကနေမှလုပ်နေတဲ့အဲတာဝန်ချတဲ့ရဲဘော်တွေပြီးတော့ဒီဂျပန်ထိုးရီဘက်မှာတာဝန်ချတဲ့ရဲဘော်တွေပြီးတော့ဒီယုံနေမှာပေါ့နော်။ယုံမှာတာဝန်ချတဲ့ရဲဘော်တွေစီကျွန်တော်တို့ယူနီဖောင်းမပေးနိုင်ပေါ့နော်။သူတို့ကဦးစားပေးစစ်တယ်မပါဘူးပေါ့။မပါတဲ့ခါကျတော့ကျွန်တော်တို့ရှေ့ထဲမှာတကယ်စစ်စင်ရေးရဲ့ရှေ့ထဲတဲ့ဒီစစ်စင်ရေးဒီလိုက်နေရတဲ့ကလေးတွေကိုဦးစားပေးပေးရတယ်ပေါ့နော်။ ဲ့လိုပုံစံနဲ့ပဲကျွန်တော်တို့ဖြည့်ရှင်းတယ်ပေါ့ဒါဟိုပြောရမယ်ဆိုတော့ခုလေးကျွန်တော်တို့ uniform ကိုကိုယ်ပိုင် uniform ရှိတယ်ရဲပေါ့လေခုလေးကျွန်တော်တို့စီမှာရှိသေးတယ်လို့ဒါပြောချင်တာပါနော်ဒါကလည်းဒါပေမဲ့ကလေးတွေကဒီအရက်ပတ်သက်ပြီးမှသူတို့စိတ်ဆိုးဆောက်ဖြစ်လာတယ်ဖြစ်မှာဘူးသူတို့ရှိရတဲ့ပုံကတော့မှရှိတယ်မှလူအပ်တဲ့ဒါရဲပေါ်တွေဟိုရဲပေါ်တွေကရှိတယ်မှထွက်နေတဲ့ရဲပေါ်တွေလူအပ်တဲ့ဟာတွေဖြည့်ဝယ်ပေးကြတာပေါ့နော်ဒီလိုရတဲ့အရာနဲ့ပဲပြီးတယ်မဟုတ်လို့ဒီမှာလူကျိုးဝယ်လို့ကျွန်တော်တက်နိုင်ကျိုးဝယ်နောက်ဆုံးမိုးကလေးတစ်ချက်တက်နိုင်မိုးကပေါ့နော် နောက်ဆုံးကျွန်တော်တရားဝင်ချောင်းတနေတရားဝင်ချောင်းတာလူတွေနေပဲရှေ့ရရေးဖို့လူတာအူစားပေးပြီးမှကျွန်တော်တို့တွားတယ်နောက်တိုင်းရေးဖို့လို့ဆိုလဲတော်တော်လေးဒုက္ခရောက်ပါတယ်ကောင်းကိုရှာစားတယ်ကောင်းကိုမွေးဝင်ကြီးလုပ်တယ်ကောင်းကိုဆက်ပြေးလုပ်တယ်ပြီးသွားလို့ရှိရင်ရှေ့ရရေးဖို့လူပြီးရေပေါ့နော်ဒီလိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့ဖြည့်ရှင်းလာပြီးမှအခုဒီဘက်နှစ်ပိုင်းလေးမှာတော့နည်းနည်းလေးပြူပြူစီရနေမှာကျွန်တော်တို့အဲကမ်ပိန်းကြီးဝိုင်းရနေရလာလေးရှိတော့အဲ့ဒါလေးညနေမှာကျွန်တော်ပြန်ရတယ်ပေါ့ပြန်ရတယ်ဆိုတော့ကအဲကျွန်တော်တို့ခုဆိုရင်ဒါကြီးကအုတ်တုံးလေးတွေ first lady ကိုကျွန်တော်တို့တရင်အနေနဲ့ဝယ်တာမျိုးမဟုတ်ပဲねအဲဆက်ပြီးတော့ project တွေအနေရတာလေးရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့အင်အားနဲ့ဆက်လို့ရှင်တော့ဆယ်ဘုံတစ်ဘုံကလောက်ပဲရှိတယ်လို့ပြောရမှာပေါ့နော်ဒါဒါကတော့ဘယ်သူမှဝယ်ဖြစ်တာမျိုးမဟုတ်ပါဘူးတကယ်ကျကျွန်တော်တို့ရဲ့ဖြစ်တည်နေတဲ့ပုံစံလေးကိုပဲဒါကျွန်တော်နည်းနည်းလေးပြောပြနေတဲ့ဆိုပြောပြတဲ့ပုံစံပေါ့နော်ဆယ်ဘုံဒီဘာသာရေးနဲ့ပတ်သက်ပြီးမှဒီလိုပဲဖြစ်ရှာရရက်တည်နေတာတော့ကျွန်တော်စာရေးတောက်ရည်ရဲ့ဘာလဲတော့ကျွန်တော်တို့ဘာမှသိကြတာမရှိဘူးအဲ့အရာတွေကတော့ကျွန်တော်တို့ကဒါစာရေးတောက်ရည်ဟိုအရင်ကတည်းက ဒီ donor side ကလေးကလည်းကျွန်တော်ဒီလိုပဲအစီအစဉ်လိုစားနေတာဖြစ်တယ်ကျွန်တော်မိုက်ဆိုင်တောင်းနေပတ်သက်လို့တော့ဘလို့မှမစင်စားရတာပေါ့နော်ရှိရနဲ့စားတယ်အစီအစဉ်တွေဖြစ်တယ်အဓိကတော့ကျွန်တော်ဆန်နဲ့စီလာပါနော်ဆန်ချင်းကျွန်တော်စားလို့ရတယ်အဲ့ပုံစံနဲ့တွားတယ်အဲနောက်ပိုင်းမှာအခုနောက်ပိုင်းမှာလည်းကျွန်တော်တို့ဒီစူးမွေးနေပြီးများလာတဲ့ချိန်မှာကျွန်တော်တို့နည်းနည်းလေးပြည်လေတာစားရတောင်းရရစားပါနော်ဘလို့ပြည်လေတာဆိုကျွန်တော်တို့ညို့ရီအချိန်အောင်ကတ်သွားနေတာဖြစ်တယ်ကျွန်တော်တို့ကတမန်းမှုတလည်းတော့ပွင့်နေတာပဲလေအဲ့ကြောင့်ဒီမှာကျွန်တော်တို့ညို့ရင်းမှာရှိတဲ့တကယ်လို့စီပေါင်းနေရတယ်ဒီမှာစားရတောင်းနေပတ်သက်ကပို့ပြီးတာရှိတယ် ပြီးတော့ဒီမြဝမ်းနဲ့မြေလေးတောင်ရှိတဲ့တောင်ပကြီးတွေဒီအင်း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 လို့တဲ့ energy တွေပေါ့နော်ဒီလိုစီကနေမှကျွန်တော်တို့သူတို့သူတို့ကနေကျွန်တော်တို့တချို့ဟာတွေမှာကျွေးတယ်ပေါ့နော်ဒါမျိုးကျွန်တော်တို့ကစစ်စစ်လိုက်တဲ့ရဲဘော်တွေဆိုရင်သူစကြပါဘူးကျွန်တော်တို့စစ်စစ်သွားရင်လည်းအဲရွာပြာနောက်ရောက်သွားဆိုအဲရွာထင်းချက်ကျူးလိုက်တယ်ပေါ့နော်ဒါမျိုးတွေပေါ့နော်အဲဒါမျိုးတွေဆိုတော့ကျွန်တော်တို့တွေကမင်းလေးစားရတော့ပဲခုနောက်ပိုင်းမှာတော့တော်တော်ပြည်လေသွားတယ်ဗျဟုတ်တော်တော်ပြည်လေသွားပြီးမှကျွန်တော်တို့မှာတော့အပြစ်ကလက်ရှိလိုအပ်နေလေဆိုတာကတော့ဒီ equipment ပေါ့နော်စစ်တုံးနဲ့စစ်တုံးပစ္စည်းတွေကျွန်တော်တို့မှာမရှိဘူးပေါ့နော် ဒီလိုမျိုးကျွန်တော်ဒီစစ်လက်နက်ပစ္စည်းတွေကျွန်တော်မမှန်းရဲပါဘူးမမှန်းရဲပါဘူးဆိုတော့ကျွန်တော်စစ်လက်နက်ပစ္စည်းနဲ့ပတ်သက်တဲ့ဈေးတွေကလည်းခေါင်ခန့်နေတော့စစ်သုံးပစ္စည်းတွေကတော့ကျွန်တော်တို့ဒါလိုအပ်ချက်တွေရှိရပါတော့စစ်စီနဲ့ပတ်သက်ပါတော့အဲ့ဒါလေးပါပြီဟုတ်ဆိုလို့ရှိရင်အကိုမြဝေပေးသွားတဲ့အထဲမှာဆိုရင်ဒါဘာမှမရှိတဲ့လက်လုံဘဝပေါ့နော်လက်လုံတနက်လေးနဲ့စပြီးတော့ဒီတိုက်ပွဲတွေမှာတိုက်ပွဲတွေဖော်ဆောင်တာတော့မှအောင်ပွဲတွေရနေတယ် ဒီအခက်အခဲတွေရှိတယ်မပြည့်စုံမှုတွေကိုပြီးဖယ်ပြီးတော့ဥတီအောင်ပန်းနိုင်ကိုမရောက်ရောက်အောင်သွားနေရဆိုတော့တည်လိုက်ရတဲ့အတွက်ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရေဘော်တွေကိုလည်းလေးစားပါတယ်ရှင်ဒီဆက်ပြီးတော့ဘောဒီအခုပြောသွားရတဲ့မှာလည်းပါတယ်ရေဘော်တွေအသက်တွေပေါ့နော်မဆုံးရှုံးသင်ပဲနဲ့မဆုံးရှုံးရောက်အောင်အလုံးဝိုင်းဝန်းကူညီဖို့လည်းလိုပါတယ်စီးနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေကတော့ဒီ တန်ဖိုးကူညီပေးတဲ့သူတွေရှိတယ်လို့မြေပြင်တိုက်ပွဲတွေကလည်းဆက်ပြီးတော့ပေါ်ဆောင်နေရဖြစ်တဲ့အတွက်လူအချက်တရားလည်းရှိနေတော့ပါပဲဒါတွေအားလုံးကိုဟိုမြေပြင်နဲ့တသားရင်းရှိနေစေဖို့အတွက်ကိုဖန်တီးထားတဲ့ SCF ရဲ့ platform အနေနဲ့တစင်လေဒါတော်လန်ပြည်သူတွေကတမင်းဒီမှာပါဝင်ပေးရင်းနဲ့အောင်ပွဲတွေအတူတူဆင်နွှဲနိုင်မိတ်ဆင်နွှဲနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ယုံလဲယုံကြည်ပါတယ်ဒီ ACPLF Ranger အနေနဲ့ကလည်း SCF မှာ ကျမတို့ campaign လေးတွေရှိလာခဲ့တယ်ဆိုရင်လည်းဒါပေါင်ဝင်အပြည့်ပေးဖို့ကိုလည်းဒါဒီနေရာလေးကနေတစ်ဆင့်မြေတားရဲခံကြပါရဲ့